မင်္ဂလာပါသားတို့သမီးတို့ဤ I'm teacher Amra now we are going to learn together about grade 10 unit 8 food chain သားတို့သမီးတို့နဲ့အတူဒီနေ့အတူတကွာလေးလာသိရင်မယ်သင်ခန်းစာလေးကတော့ grade 10 english ရဲ့ unit 8 food chain အစာခွင့်ဆက်ဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ် အဲ့တော့ဒီချေရိုးစားပိုက်ကြီးကိုမဖက်ခင်ပါဆိုလို့ရှိရင်မိကုံးလေးတွေကိုအနှင်းငယ်ဖြည့်ကြည့်အောင်နံပါတ်1ကတော့ what is a chain chain ဆိုတာကဘာလဲ queen set ဆိုတာကဘာလဲ2 can you guess what food chain could mean ဒါလို့သမီးတို့အနေနဲ့အစား queen set ဆိုတဲ့အတိတ်ပဲကိုဘလို့သဘောပေါက်နားလဲပါသလဲ3 name a few animals that eat grass မြက်ကိုစားတဲ့တိရစ္ဆာန်လေးတွေကို နာမည်ချရေးပေးပါ for name a few animals that eat the animals that eat grass မြက်ကိုစားတဲ့တရဝါတွေကိုစားတဲ့တရဝါတွေကိုနာမည်ချရေးပေးပါ okay number 1 what is a chain chain ဆိုတာကဘာလဲဟုတ်ပါတယ် green set ဆိုတာကတော့ a chain is a series of connect things or events ခွင်းဆက်ဆိုတာကတော့အကြောင်းအရာတွေဖြစ်ရတွေကိုဆက်သွယ်ထားတဲ့ series တစ်ခုပဲဖြစ်ပါတယ် Food chain ရဲ့အဓိပ္ပာယ်ကဘာပါလဲ Food chains could mean a series of animals in which one type of animal is the other type အဲ့တော့အစာခွင်းဆက်ဆိုတာကတော့ single ဖြစ်စီတစ်ခုဖြစ်ပါတယ်။တရဝရရာဆိုလို့ရှိရင်တရဝတကောင်ကိုနောက်ထပ်တကောင်ကစားတော့တဲ့ဖြစ်စဉ်ကိုအစာခွင်းဆက်လို့ဒိဗေရပါတယ်။နံပါတ်3မြက်ကိုစားတော့တဲ့တရဝရရာဆိုလို့ရှိရင်တော့ခေါင်း၊နှွားတွေ rabbit ယုံလေးတွေ and goat စိတ်တွေဟာဆိုလို့ရှိရင်အများအပြားမျက်ကိုစားတော့ကြပါတယ် for အဲ့တော့အသားကိုစားတဲ့တံတားတွေကတော့ဘယ်သူတွေလဲဆိုလို့ရှိရင်တော့ tigers ကြားတွေ lions ချင်းသေးတွေနဲ့ and crocodiles เนาะမိเจ้าတွေဟာဆိုလို့ရှိရင်တော့အသားစားတံတားတွေပဲဖြစ်ပါတယ် hobby dasar ini cero sama aji ma pare asal kunci sura pare sura aku turuga lelatin dia. All living things need food. Hobare all living things lokore tashi di alonga asal tagu luar pare. Plants are living things, so they need food. Api niga lebe tashi terawari bawehi. So, Raja Mulu, they need food. Api niga asata go lower by. The question is where do plants get their own food from? မေးခွန်းလေးတစ်ခုရှိပါတယ်။ Where do plants get their food from? အပင်တွေကရောဘယ်ကနေအစားအသောက်တွေများရပါသလဲတဲ့။ Well, ကောင်းပါပြီ။ Plants make their own food by using carbon dioxide from the air. အပင်တွေကဆိုလို့ရှိရင်သူတို့ရဲ့ကိုယ်ပိုင်အစာကိုချက်လုပ်ပါတယ်။ဘလို့ချက်လုပ်လဲဆိုရင် by using carbon dioxide from the air. နေတူတွေကရရှိတဲ့ carbon dioxide ရဲ့ and water from the soil မြေစီလွာထဲမှာရရှိရဲ့ရည်တွေရဲ့ in the present or sunlight နေအောင်ကြီးရဲ့ကို ပေါက်ဆက်ပြီးတော့သူ့ရဲ့ကိုယ်ပိုင်အစာကိုချက်လုပ်ပါတယ်တဲ့။ဘာဖြစ်လို့လဲဆိုရင် as they possess green pigments သူတို့ဟာအစဲရောင်ချဲပစ္စည်းကိုပိုင်ဆိုင်တာဖြစ်တဲ့အတွက်ဒီလိုအစာတွေကိုချက်လုပ်နိုင်တာပဲဖြစ်ပါတယ်။ Animals on the other hand cannot make their own food so they must eat plants or other living things တရိစံဒီကတော့ on the other hand တခြားတစ်ဖက်မှာနော်နောက်ထပ်တစ်ဖက်မှာဆိုလို့ရှိရင်ဒါပေမဲ့တရိစံဒီအနေနဲ့ကတော့ cannot make their own foods သူတို့ရဲ့ကိုယ်ပိုင်အစားအသောက်ကိုမချက်လုပ်နိုင်ပါဘူး so ဒါကြောင့်မလို့ they တရိစံတွေက mass eat plants or other living thing အခြားသက်ရှိသတ္တဝါတွေနဲ့အပင်တွေကိုတော့စားတော့ရပါတယ်ဒီစာကြောင်းလေးတွေမှာပါတယ် there ဆိုတဲ့အဓိပ္ပာယ်ကတော့ of animals တရိစံတွေ eat သို့မဟုတ် animals s apostrophe ပဲဖြစ်ပါတယ်သူတို့ရဲ့ကိုယ်ပိုင်အစာတောက်ကိုသူတို့မချက်လုံနိုင်တဲ့အတွက်တခြားသတ္တဝါတွေနဲ့အပင်တွေကိုစားတော့ရပါတယ်အဲ့တော့ example လေးကိုကြည့်ရအောင် for example grass grows in the field မြက်တွေဟာဆိုလို့ရှိရင်ကွင်းမြေတွေမှာပေါက်ပါတယ် and we know that ကျွန်တို့တို့သိပါတယ် rabbits eat grass ယုံလေးတွေကမြက်ကိုစားပါတယ် and hawks eats rabbit hawk လို့ခေါ်တဲ့သိမ့်နှက်တရားဆိုလို့ရှိရင် rabbit တွေကိုယုံလေးကိုစားပါတယ်ဒါကြောင့်မလို့ now ယခုချိန်မှာ we may rewrite that sentence in the passive voice ကျွန်တို့ကဒီစာကြောင်းလေးကို passive voice နဲ့ပြန်ပြီးတော့ရေးလို့ရပါတယ် and we will get passive voice နဲ့ရေးတဲ့အခါမှာဒီလိုလေးရပါတယ် grass is eaten by rabbit မျက်တည်းဟာဆိုလို့ရှိရင်ယုံရဲ့စောက်တောက်ချင်းကိုခံရပါတယ်။ And rabbits are eaten by hawks ယုံတွေကတော့သိငက်တည်းရဲ့စောက်တောက်ချင်းကိုခံရပါတယ်။ That is an example of a simple food chain ခုနကပြောပြတဲ့အကြောင်းအရာလေးရာဆိုလို့ရှိရင်ရိုးရှင်းတဲ့အစာခွင်းဆက်ကနမူနာပုံစံလေးတစ်ခုပဲဖြစ်ပါတယ်။ Now ယခုချိန်မှာ instead of writing a food sentence တိချေတို့ကစာကြောင်းအရှိရင်းမဲ့အစာ let use an arrow အဲရိုလေးတွေကိုတုံးပြီးတော့တချို့ရေးကြည့်မယ်။ Do show ပြသဖို့အတွက်ပေါ့ What is Eden by what ဘယ်အရာကဘာကိုစတော့လဲဆိုတာကိုပြသဖို့အတွက်တချို့အဲရိုလေးကိုတုံးပြီးတော့ပြောပြကြည့်အောင်နော်။ then အဲ့ဒီနောက်မှာတော့ we get a simmet diagram of simmet food chain night တဲ့အဲ့တော့ကျွန်ုပ်တို့ကအစာခွင်းဆက်ကရိုးရှင်းတဲ့နမူနာပုံစံပုံစံလေးတစ်ခုခုရပါမယ်အဲ့တော့ဒီချေတို့အစာခွင်းဆက်နမူနာပုံစံလေးကို error လေးတွေတုံးပြီးတော့ရေးကြည့်အောင် okay number 1 crust မြက်တီး အဲ့တော့မျက်ခြေကို စားတာကဘယ်သူလေးတွေအားစားလဲဆိုလို့ရှိရင် rabbit ယုံလေးတွေအားစားပါတယ်။ဟုတ်ပါပြီ။ယုံလေးတွေကိုဘယ်သူကစားပါသလဲ။ယုံလေးတွေကိုတော့ hawk လို့ခေါ်တယ်။သိန့်နှက်တွေအားစားပါတယ်။ဒါဆိုရင်ဒီချက်တို့ကစာရီအစား arrow လေးတွေကိုသုံးပြီးတော့ diagram လေးတစ်ခုအနေနဲ့ရှင်းပြလို့ရပါတယ်။ food chain တွေကိုဟုတ်ပါပြီ now ဒီခုချိန်မှာ instead of writing grad is eaten by cows and cows are eaten by tigers and we may use a similar diagram like this ခုနကနမူနာမှာဆိုလို့ရှိရင်တော့မြက်ကိုစားတဲ့ယုံလေးတွေအကြောင်းကိုဖူချိန်အနေနဲ့ခြေလို့ရေးထားတာဖြစ်ပါတယ်အခုဒီမှာဆိုလို့ရှိရင်မြက်ကိုစားတဲ့နွားလေးတွေရဲ့ဖူချိန်ကိုခြေလို့ပြန်ရေးကြည့်အောင်အဲ့တော့မြက်ကိုနွားတွေကစားတယ်နွားတွေကိုကြားတွေကစားတယ်ဆိုတဲ့ diagram လေးကိုပြန်ရေးကြည့်အောင်နော် okay grass ဟုတ်ပါတယ်မြက်တွေကို နွားတွေကစားပါတယ်ခေါင်းခေါင်းစတေကိုတော့နွားတွေကိုတော့ကြားတွေကစားပါတယ်ဒီလို arrow လေးတွေတုံးပြီးတော့ဒီချေတို့ diagram နဲ့ရေးလို့ရပါတယ် to understand better ပို့ပြီးတော့နားလည်လွယ်ကူဖို့အတွက် let us a little larger food say အော်ဒီချေတို့ဒီချိန်မှာတော့ပို့ပြီးတော့နည်းနည်းလေးကျက်တဲ့နဲ့အစာခွေးဆက်အကြောင်းကိုလေ့လာကြည့်ရအောင် when ဒီမှာဆိုလို့ရှိရင် great is eaten by grasshoppers အဲ့တော့မြက်တွေကိုနှံကောင်လေးတွေအားစားပါတယ်အဲ့တော့ grasshoppers the fox ဒီမှာဆိုလို့ရှိရင် is eaten ကိုဒီချက်တို့ဖြောက်ပြီးတော့ရေးပါတယ်စာကြောင်းတစ်ကြောင်းထဲမှာဆိုရင်ကရိယာတွေကအတူတကွထပ်ခါတစ်ခါတော့ဖော်ပြထားရဆိုရင်အဲ့ဒီကရိယာကိုဖြောက်ပြီးတော့ရေးလို့ရပါတယ်ဒါကြောင့်မလို့ grasshoppers လို့ခေါ်တဲ့နှံကောင်လေးတွေကိုတော့ဖားတွေအားစားပါတယ် and fox by snakes ဖားတွေကိုတော့မွေတွေက စားပါတယ် and snake spine hawks မွေးတွေကိုခုနကတိတ်ငှက်တည်းရစားပါတယ်ဒါကြောင့်မို့ဒီချက်တို့ဒီမှာလဲ a simple diagram for that will be not ရိုးရှင်းတဲ့ diagram ဖော်ပြချက်လေးကိုဒီလိုဖော်ပြလို့ရပါတယ်အရင်ဆုံး grass တွေကိုဖော်ပြပါမယ် grass တွေကိုဘယ်သူတွေကစားလဲဆိုလို့ရှိရင် grass hoppers လို့ခေါ်တဲ့နှံကောင်လေးတွေကစားပါတယ်နှံကောင်လေးတွေကိုတော့ fox လို့ခေါ်တဲ့ဖားတွေကစားပါတယ်ဟုတ်ပါပြီဖားတွေကိုဘယ်သူတွေကစားပါသေးလဲ ဟွာတွေကိုတော့ snakes မူရီယာစားပါလေ snake တွေကိုတော့မွေလေးတွေကိုတော့ snake တွေကိုတော့ hawk သိမ့်နှက်တွေအားစားပါလေအဲ့တော့ဒီလိုမျိုးအစာခွင်းဆက်ခဲ့အကြောင်းအရာကို diagram လေးနဲ့လေးဖော်ပြလို့လေ့လာလို့ရပါတယ်ဆက်ပြီးတော့လေ့လာကြည့်အောင်နော် bad ဒါပေမဲ့လေ one the hawks dies one day တနေ့နေ့တစ်ချိန်ချိန်မှာတော့တိမ်ငှက်တရားအသေးဆုံးရပါတယ် they are very spoil to the art အော်အဲ့ဒီသေဆုံးတဲ့ခန္ဓာကိုယ်ကြီးရဆိုကဘာမြေကြီးကိုကြာရောက်လာပါတယ် and they are eaten by ants and bacteria တိမ်ငဲ့အသေးရဲ့ခန္ဓာကိုယ်ကို bacteria တွေရဲ့ဖွယ်ရဲ့စိတ်လေးတွေကဆက်လက်စားသုံးပါတယ်အဲ့ဒီအချိန်မှာတော့ their bodies then decompose and become nutrition for plants တိမ်ငဲ့အသေးရဲ့ခန္ဓာကိုယ်ဟာဆိုလို့ရှိရင်ပုတ်တိုးပျက်စီးသွားပြီးတဲ့နောက်မှာဆိုလို့ရှိရင်အပင်တွေအတွက်အာဟာရမျိုးစာတစ်ခုဖြစ်လာပါတယ် ။ဒါဆိုရင်ဒီချက်တော့ study the diagram to understand the future ဒီအစာခွင်းဆက်ကပုံစံကို နားလည်ဖို့တဲ့အောက်မှာ diagram လေးကိုလေ့လာကြည့်အောင်နော်။အဲ့တော့အရင်ဆုံး bodies of the hawks that bodies of the hawk ဒီကတော့တိတ်ငက်အသေးရဲ့ခန္ဓာကိုယ်လေးဖြစ်ပါတယ်။သူကကဘာမြေကြီးကိုကြာလာတာဖြစ်ပါတယ်။အဲ့တော့ဒီတိတ်ငက်အသေးရဲ့ခန္ဓာကိုယ်ကြီးကို bacteria နဲ့ ants တွေကစားသုံးပါမယ်။ အဲ့တော့ bacterias နဲ့အန်တီစားသုံးပြီးတော့ကျန်တဲ့ပုံသွိုးပျက်စီးနေတဲ့တိုင်ငက်အသေးရဲ့ခန္ဓာကိုယ်အားဆိုလို့ရှိရင်အာဟာရမျိုးဝါးစာတစ်ခုဖြစ်လာပြီးတော့အပင်တွေကိုအကျိုးပြုပါတယ်။ဟုတ်ပါပြီ။အပင်တွေကိုဘယ်သူကစားမလဲ။နှံကောင်လေးကစားပြန်တယ်။နှံကောင်လေးကိုဖားကစားမယ်။ဖားကိုမွေးကစားမယ်။မွေးကိုတိတ်ငက်ကပြန်စားမယ်။ဒီလိုနဲ့အစာကွန်ရက်ကဆိုလို့ရှိရင်ဖူချိန်ကလက်ပတ်နေတာပဲဖြစ်ပါတယ်။ ။ဒါဆိုရင်ဒီချေလို့ဆက်သွားလိုက်ရအောင်။ Birds such as vultures and crows and animals such as hyenas and jackals are called scavengers. တော့ငှက်တွေဖြစ်တဲ့ vultures လို့ခေါ်တဲ့လဒါနဲ့ crow ကြီးငန်းနေရဆိုလို့ရှိရင်တဲ့ and ပြီးတော့ animals trace and ဖြစ်တဲ့ social hyenas ခွေးအားတွေနော် hyenas ခွေးအားတွေနဲ့ jackals ခွေးတွေအားဆိုလို့ရှိရင် are called scavenger အပုတ်စားသတ္တဝါတွေလို့ခေါ်ပါတယ် These birds and animals eat the remains of what the uh, what other animal have killed and eaten. What other animal have killed and eaten ဆိုတာကတော့အခြားသတ္တဝါတွေကတက်ပြီးတော့စားတဲ့အစာအတောက်တွေအစာအပုပ်အသိုးတွေကိုတဲ့ These birds and animals eat the remain ကျန်ကျဉ်ကျန်တဲ့အစာအတောက်တွေကိုဒီငှက်တွေနဲ့လဒါတွေကြီးကန်းနေနဲ့ခုနကပြောတဲ့ hyenas ခွေးအတွေနဲ့ jackals ခွေးတွေကစားသုံးပါတယ် in fact ဒါကြောင့်မလို့ vultures eat even the rotten flesh of dead animals တခါတည်းမှာဆိုရင်တဲ့လက်ဓာတ်တွေဟာဆိုရင်ပုတ်သွုံးနေတဲ့ဒလဝါတွေရဲ့အသေးကောင်းကြီးမှာမှာပုတ်သွုံးနေတဲ့အသားစာတွေကိုသူတို့ကစားပါသေးတယ် thus ဒါကြောင့်မလို့ what these scavengers do is a kind of cleaning up job ဒါကြောင့်မလို့ဒီအပုပ်သိုးစားတဲ့တရဝရီယာဆိုရင်ကဘာမြေကြီးမှာဆိုရင်တန်ရှိလုတ်သမားတွေလို့ခေါ်တဲ့တန်ရှိလုတ်တဲ့အလုပ်မျိုးကိုလုပ်ဆောင်တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့လဒါဟာအပုပ်ကောင်စားတဲ့မဟုတ်ပါဘူး။သူကကဘာမြေကြီးတဲ့တန်ရှိအောင်လုပ်ဆောင်နေတဲ့တရဝရီယာပဲဖြစ်ပါတယ်။ However, ဒါပေမဲ့လေ there are still bones and tiny piece of flesh left behind when the scavengers have eaten and gone away. အပုပ်ကောင်စားတဲ့တရဝါတွေစားတော့ပြီးထွက်ခွာသွားသည့်အတိုင်းအော နော်ခုနကအသားပုတ်တီးနဲ့အယိုးစာလေးတွေကဆက်လက်ပြီးတော့ကြက်ရှိနေပါသေးတယ် after the scavengers scavengers တွေထွက်သွားရင်တော့အပုတ်ကောင်စားတဲ့တံတွားတွေထွက်ခွာသွားတဲ့နောက်မှာတော့ camp ants and other insects ပိုရဲစလီတွေနဲ့တခြား insect တံတွားလေးတွေက to eat wherever is left behind ကျဉ်ကျံပစ္စည်းမှန်သမျှကို စားတော့ဖို့အတွက်ရောက်ရှိလာပါတော့တယ် then အဲ့ဒီနောက်မှာတော့ camp the decomposers เนาะ အပေါ်အသိုးတွေကိုဖြုတ်ခွဲတဲ့အကောင်လေးတွေကရောက်ရှိလာပါတယ်အဲ့တော့ဒီကွန်ပိုဆာတွေကဘာတွေလဲ this ဆိုတာကတော့ဒီကွန်ပိုဆာကိုပြန်ညွှန်တာဖြစ်ပါတယ် this are this ဆိုတာဒီကွန်ပိုဆာတွေဖြစ်ပါတယ်ဒီကွန်ပိုဆာတွေဆိုတာကတော့ are bacteria bacteria ဖို့တွေနဲ့ fungi မှုတွေပဲဖြစ်ပါတယ် and ောက်မှာတော့ they change all rotten flesh bones into the nutrition ခုနကပြောတဲ့ decomposer တွေအပုတ်ကောင်ဖြိုခွင်းတဲ့သူတွေဟာဆိုလို့ရှိပုတ်တိုးတဲ့အစားအသောက်တွေမှန်သမျှအားလုံးကို အာဟာရမျိုးစာအဖြစ်ပြောင်းလဲပေးတာပဲဖြစ်ပါတယ် ဒါကြောင့်မလို့ we can therefore ဒါကြောင့်မို့ကျွန်တို့တို့ဟာစေးသက်ပြောနိုင်ပါတယ်ဒီ composer အပုတ်အကောင်တွေကိုဖြိုခွင်းတဲ့သူတွေက do the final cleaning up the wall နောက်ဆုံးအစီတန်ရှိအမိုက်သိမ်းတဲ့အစီတန်ရှိလုပ်တဲ့အစီကိုလှုပ်ဆောင်နေသူတွေလို့ကျွန်တို့တို့ဟာပြောလို့ရပါတယ်နောက်ခြေလို့ဆက်ကြည့်အောင် for this reason ဒီအကြောင်းပြချက်တွေ ਨੇ they are sometimes called garbage collector သူတို့တွေရောတစ်ခါတည်းရမှာဆိုရင်အမိုက်သိမ်းတဲ့သူတွေလို့ခေါ်ပါတယ် and one plants eat the nutrition အပီနေကအာဟာရတွေကိုစားတောက်တဲ့အခါမှာဆိုလို့ရှိရင်နော် they start the food chain all over again တခါထပ်ပြီးတော့ food chain ဟာဖြစ်ပေါ်လာပါတယ် study the diagram to get a clear picture of a food chain အဲ့ဆို teacher တို့အောက်ကဖော်ပြထားတဲ့ diagram လေးကိုလေ့လာပြီးတော့ပို့ပြီးတော့ food chain ကိုနားလည်အောင်လေ့လာကြည့်အောင်အဲ့တော့အပင်လေးကဒီကွန်မိုစာတွေပြုတ်လုပ်ထားတဲ့အာဟာရမျိုးစာတွေကြောင့်အပင်လေးပြန်လဲပေါက်လာပါလေ အဲ့ဒီအပင်တွေကိုနွားကစားပါတယ်အဲ့ဒီနွားကိုကြားကတခါစားပါတယ်ဟောကြားကြီးတည်သွားတဲ့အခါမှာကြားတည်တဲ့ခနာကိုရဲ့အပုပ်အသိုးတွေကျင်းကျန်ခဲ့ပါတယ်အဲ့ဒီကျင်းကျန်တဲ့အပုပ်အသိုးတွေကိုလက်ဓာတ်တွေက vortices တွေကတခါစားပါတယ် vortices တွေစားတဲ့အကျင်းကျန်တွေကို bacteria ဖုံးဝါးတွေနဲ့ ants တွေကတခါလာပြီးတော့စားပါတယ်နောက်ဆုံးမှာတော့ ဘက်တီးရီးယားပိုမွားစ်တွေစားထားတဲ့အသားအဖို့သူတွေဟာဆိုလို့ရှိရင်မျိုးဝါးစာဖြစ်ပြောင်းလဲပြီးတော့အပင်နေတခါပြန်လဲပေါက်ရောက်နေတာပဲဖြစ်ပါတယ်။ Moreover, ဒါအပြင် sand food chains are connected with many other food chain. တချို့ food အစာခွင်းဆက်တွေဟာ are connected ဆက်သွယ်နေပါတယ် with many other food chain အခြားနောက်ထပ်အစာခွင်းဆက်တွေနဲ့အတူဆက်သွယ်နေပါသေးတယ်။ This connection of food chain is called food web ဒီလိုဆက်သွယ်နေတဲ့အစာကွင်းဆက်တွေကိုတော့အစာကွင်းရဲ့ food web လို့ခေါ်ပါတယ် For example ကြည့်ရမယ်ဆိုလို့ရှိရင်တော့ Squirrels eat nuts ရှင်လေးတွေကအခုံမသေးလေးတွေကိုစားပါတယ် then အဲ့ဒီနောက်မှာတော့ these squirrels began food for hawk အဲ့ဒီရှင်လေးတွေက hawk လို့ခေါ်တဲ့တိတ်ငှက်တွေရဲ့အစာအစာဖြစ်ပါတယ်တိတ်ငှက်တွေအချင်း owls ဈေးကွက်တွေကလည်းစပါတယ် and fox မြေခွေးတွေကလည်းစပါတယ် and when hawks owls and fox die အဲ့တော့တိတ်ငတ်တွေမြေခွေးတွေနဲ့ဈေးကွက်တွေတည်ဆုံတဲ့အခါမှာတော့ their dead bodies သူတို့ရဲ့တည်ဆုံနေတဲ့ခန္ဓာကိုယ်က begin food food begin food အစားဖြစ်လာပါတယ် for scavenger အပုတ်သိုးစားတရဝါတွေအတွက်အစားအသောက်ဖြစ်လာပါတယ် what the scavengers leave behind begins food for tikumbosa scavengers တွေစားတောက်ထားတဲ့အစားအသောက်အကျဉ်းချံတွေကိုအပုတ်ကောင်ဖြိုခွင်းတဲ့သူတွေကထပ်ပြီးတော့စားတောက်ပါသေးတယ်။ these decomposers change everything into nutrition နောက်ဆုံးမှာတော့ဒီအပုပ်ကောင်ဖြုတ်ခွင်းတဲ့သူတွေဟာအရာရာတိုင်းကိုအာဟာရမျိုးစာအဖြစ်ပြောင်းလဲပေးလိုက်ပါတယ် then အဲ့ဒီနောက်မှာတော့ nutrients အာဟာရမျိုးစာတွေဟာ vegan food for plants အပင်တွေအတွက်အစားအသောက်တွေဖြစ်လာပါတယ် and the food chain starts again အဲ့တော့နောက်တစ်ချိန်အစာခွင့်ချက်ကဆက်ပြီးတော့ဖြစ်ပေါ်နေတာပဲဖြစ်ပါတယ် The full word about is just a symbol that shows only a few odd food chain that may exist in one small area. The full word အပေါ်မှာဖော်ပြထားတဲ့အစာကွန်ရက်ကဆိုရင်တော့ just an example symbol that show ရိုးရှင်းတဲ့ example လေးတစ်ခုပါတယ်။အဲ့ဒီ example လေးက that show ပြလာပြတ်တာနေပါတယ်။ Only a few of food chain အစာခွင်းဆက်အနည်းငယ်ကိုသာပြသနေတာဖြစ်ပါတယ်။အဲ့ဒီအစာခွင်းဆက်ကတော့ that may exist in small area သိငယ်တဲ့နေရာလေးမှာဖြစ်ပေါ်နေတဲ့တရှိနေတဲ့အစာခွင်းဆက်လေးကို ဖော်ပြနေတာဖြစ်ပါတယ်။ A complete food what might include 50 or more living thing ပြည့်ပြည့်စုံတဲ့အစာကိုရက်တစ်ခုအစာကိုရက်တစ်ခုဆိုလို့ရှိရင်တော့တရိဆန်အကောင်တရဝ50လောက်ပါဝင်နိုင်ပါတယ် or more living thing သက်ရှိတရဝ အကောင်ကြီးအတွက်ပို့ပြီးတော့50ထဲပို့ပြီးတော့လည်းပါဝင်နိုင်ပါတယ်။ဒါဆိုရင်ဒီခြေတို့အပေါ်မှာဖော်ပြထားတဲ့ food diagram လေးတစ်ခု food web လေးတစ်ခုကြည့်ရအောင်။ဒီမှာဆိုလို့ရှိရင်အပင်လေးတွေပါပါတယ်။နှံခေါင်လေးတွေပါတယ်။ဖားလေးတွေလည်းပါတယ်။မွေး၊ hawks arms နဲ့ fox လေးလည်းပါပါတယ်။ဒါဆိုရင်ဒီခြေတို့ကြည့်ရအောင်။ယုံလေးကို rabbit ကို hawks ကစားပါတယ်။ဒီလိုပါပဲယုံရဲ့အသားကိုလည်း arms နဲ့ fox ကလည်းစားပါသေးတယ်။ဈေးွက်တွေမြေခွေးတွေကလည်းစားပါသေးတယ်။ ဒီလိုပါပဲ squirrels လို့ခေါ်တဲ့ရှင်လေးတွေကိုလည်း owls တွေ hawks တွေ fox တွေအစားပါသေးတယ်။အဲ့တော့ခုနကပြောတဲ့တိတ်နှက်တွေ hawks တွေ owls နဲ့ fox တွေကသူတို့တည်ဆုံးတဲ့အခါမှာ dead body ကျရောက်လာပါတယ်။အဲ့တော့အဲ့ dead body ကိုသူတွေကနေဖောက်ပြန်စားလဲဆိုရင်သူ့ကို scavenger is a dead body and decomposer turns into the nutrition အပုတ်ကောင်တွေကိုဖြုတ်ခွင်းတဲ့သူတွေကနေအာဟာရအဖြစ်ပြောင်းလဲပြောင်းလဲပြီးတဲ့အခါမှာမျောစာဖြစ်ပြောင်းလဲဖြစ်ပြီးတော့အပီနေပြောက်ပောက်ပြီးတော့အဲ့အပီနေကိုပဲတစ်ခါထက်စီအကောင်ကြီးကထက်ဆိုင်ထက်ဆိုင်နဲ့ full web လို့ခေါ်တဲ့အစာခွန်ရက်ကဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ဒါဆိုရင်တအားတို့သမီးတို့အနေနဲ့ unit 8ကဲ့ food ခွန်ရက် food chain လို့ခေါ်တဲ့အစာကွင်းဆက်အစာကွင်းရက်တွေအကြောင်းကိုသိကြနားလည်ပြီးလို့ဒီချိန်ကယူကြည့်ယူဆပါတယ်။နောက်ထပ်သင်ခန်းစာလေးတွေမှာဒီ channel အတူတူ comprehension exercise လေးတွေကိုအတူတကွာဖြေလိုက်ကြရအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။